ါပါရှင်။ရန်ကုန်တိုင်းဆက်နေစဉ်သတင်းအစီအစဉ်တွေကိုတင်ဆက်ပေးပါမယ်။ကျွန်တော်ကတော့မြန်မိုးထပ်ပေါင်းတင်ဆက်ပေးခြင်းတဲ့သတင်းရအကြောင်းအရာတွေကတော့ကလေးထိခိုက်ပျက်စီးမှုအခြေအနေများအတွက်ဂျကာကျွမ်းကျင်ပညာရှင်များအဖွဲ့လာရောက်ဆိုတဲ့သတင်း ြည်ပသူငါတင်ပေါ်ရာ၌2024 2025ဘန်လာနှစ်တွင်ရခိုင်နှစ်ထက်တန်ချိန်ပေါင်း48000ကျော်ပုံမတင်ပို့နိုင်ခဲ့ဆိုတဲ့သတင်းမိုးကလာအတွင်မုန်တိုင်းငယ်တစ်ခုဖြစ်ပေါ်နိုင်ဆိုတဲ့သတင်းနိုင်ငံတကာသတင်းတပုံလေးနဲ့ ြင် AI နည်းပညာများအသုံးပြုကလိုအပ်ချက်အတိုင်းမှယူနိုင်သည့်စိုက်ပျိုးရေးဆက်ပစ္စည်းများအားတရုတ်ကုမ္ပဏီများထုတ်လုပ်ဆိုတဲ့သတင်းအဆရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတဲ့ အဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းတပုတ်လေးနဲ့ငလင်ထိခိုက်ပျက်စီးမှုအခြေအနေများအတွက်ဂျကာကျွမ်းကျင်ပညာရှင်များအဖွဲ့လာရောက်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံမှာငလင်းကြောင့်ဖြစ်ပေါ်လာတဲ့ထိခိုက်ပျက်စီးမှုအခြေအနေတွေအတွက်ဂျကောင်းကျွမ်းကျင်ပညာရှင်များအဖွဲ့ကိုဧပြီလ28ရက်ကနေမေလ3ရက်အထိမြန်မာနိုင်ငံသို့ဆစ်လွှတ်ဖို့ဂျပန်နိုင်ငံအစိုးရကဆုံးဖြတ်ခဲ့တယ်လို့မြန်မာနိုင်ငံဆိုင်ရာဂျပန်တန်ယုံမှသိရပါတယ်။ အစိုးရအဖွဲ့ဟာဧပြီလ28ရက်မှာဂျပန်နိုင်ငံမှထွက်ခွာလာခဲ့တာဖြစ်ပြီးအခုအချိန်ဆစ်လွတ်တဲ့ဂျကာကျွမ်းကျင်ပညာရှင်တွေအဖွဲ့ဟာငလင်တန်းတင့်ဒေတာထရီရဲ့လက်ရှိအခြေအနေနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကူအညီလိုအပ်ချက်တွေကိုလေးလာသုံးသပ်ဖို့ရန်ကုန်မြို့နယ်မန္တလေးမြို့အပါအဝင်ငလင်တန်းတင့်ဒေတာထရီကိုတွားရောက်ကြမှာဖြစ်ပါသည် ဂျပန်နိုင်ငံအစိုးရအနေနဲ့မြန်မာနိုင်ငံမှာငလင်းဖြစ်ပွားပြီးနောက်ပိုင်းတဘာဝဘေးရန်ရဲ့ဆိုင်းယားအရေးပေါ်ကယ်ဆယ်ရေးစေဘတ်ဆိုင်းယားနှီးပညာအဖွဲ့ JDR စေလှုချင်းအရေးပေါ်ကူညီကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးရချင်းနိုင်ငံတကာအဖွဲ့အစည်းမှတဆင့်အရေးပေါ်ထောက်ပံ့ငွေပေးရချင်းအစရှိထားထွေကိုဆောင်ရွက်ပေးခဲ့တယ်လို့ဆိုပါတယ် ဒါအပြင်ငလင်တန်းတဲ့ဒေသတွေအတွက်လိုအပ်ချက်တွေကိုထည့်သွင်းစဉ်းစားပြီးမြန်မာပြည်သူပြည်သားတွေတိုက်ရိုက်အကျိုးခံစားရရှိစေမယ့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေကိုဂျပန်နိုင်ငံအစိုးရကအတန်းနိုင်ဆုံးဆက်လက်ကူညီပံ့ပိုးပေးသွားမှာဖြစ်တယ်လို့သိရပါတယ်ရှင်။ဒုတိယသတင်းတစ်ပုဒ်အနေနဲ့ ပြည်ပသို့ငါတင်ပို့ရှား၌2024-2025ဘဏ္ဍာနှစ်တွင်ရခိုင်နှစ်ထပ်အတန်ချိန်ပေါင်း48000ကျော်ပုံမူတင်ပို့နိုင်ခဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ပြည်ပနိုင်ငံများသို့ငါတင်ပို့ရမှာ2024-2025ဘဏ္ဍာနှစ်မှာထော့ရခင်ဘဏ္ဍာနှစ်ထက်တန်ချိန်ပေါင်း4800ကျော်ပုံမတင်ပို့နိုင်ခဲ့တယ်လို့ငါလုပ်ငန်းဦးစီးဌာနမှသိရပါတယ်။2023-2024ဘဏ္ဍာနှစ်ရတွင်းကငါတင်ပို့မှုတန်ချိန်ပေါင်း3သိန်းခွဲခန့်ရှိခဲ့ပြီး2024-2025ဘဏ္ဍာနှစ်မှာထော့ရခင်နှစ်ထက်တန်ချိန်ပေါင်း4800ကျော်ပုံမတင်ပို့နိုင်ခဲ့တာဖြစ်တယ်လို့ အမေရိကန်ဒေါ်လာ33ထရမ85ခွန်တန်လဲပုံမိုရရှိခဲ့တယ်လို့သိရပါတယ်။ 2024-2025ဘဏ္ဍာနှစ်ဧပြီလ3ရက်နေ့ကနေမတ်လ31ရက်နေ့အထိတစ်နှစ်သားကာလအတွင်းပြည်ပတို့ရေထွက်ကုန်ပစ္စည်းတင်ပို့မှုများအနက်ငါးတင်ပို့မှုကိုပုံမှန်ကုန်သွယ်မှုနဲ့နည်းစပ်ကုန်သွယ်ရေးလမ်းကြောင်းတွေမှတဆင့်မတ်ထွေတန်၄သိန်းနီးပါးတင်ပို့နိုင်ခဲ့ပြီးအမေရိကန်ဒေါ်လာ423ဒသမ6လင်းနှစ်တန်ရရှိခဲ့တယ်လို့ဆိုပါအထိတ် ပြည်တွင်းမှာထွက်ရှိတဲ့ရေထွက်ကုန်ပစ္စည်းတင်ပို့မှုအနေနဲ့ငါးပစုံအပါဝင် ရေထွက်ကုန်ထွေကို ထိုင်း၊တရုတ်၊ဘင်္ဂလားဒေ့ရှ်၊ဂျပန်စတဲ့နိုင်ငံပေါင်း40ကျော်ကိုတင်ပို့နေတာဖြစ်ပြီးရန်ကုန်မြို့မှာသဆင့်ပုံမှန်တင်ပို့နေတဲ့အပြင်နေဆက်ကုန်သွယ်ရေးမှလည်းတိုက်ရိုက်တင်ပို့နေတာဖြစ်ပါတဲ့ ဒီလိုတင်ဖို့ရှာမှာ2024-2025ဘဏ္ဍာနှစ်မှာတော့ပုံမှန်ကုန်သွယ်မှုမှာတဆင့်မက်ထရစ်တန်3,6624တန်းမှ996တန်းတင်ဖို့ခဲ့ပြီးအမေရိကန်ဒေါ်လာ148တန်းမှ332တန်းရရှိခဲ့ကောနေဆက်ကုန်သွယ်မှုမှာတဆင့်မက်ထရစ်တန်3,6549တန်းမှ989တန်းတင်ဖို့နိုင်ခဲ့ပြီးအမေရိကန်ဒေါ်လာ180တန်းမှ63တန်းရရှိ ှိခဲ့တယ်လို့သိအောင်ပါထဲရှင်ဆလပီမိုးဥကာလအတွင်းမုန်တိုင်းငယ်တစ်ခုဖြစ်ပေါ်နိုင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အခုနှစ်မိုးဦးကာလာတွင်ဘင်္ဂလားပင်လယ်အော်မှာမုန်တိုင်းငယ်တစ်ခုဖြစ်နိုင်တယ်လို့မိုးလီဝသနှင့်ဆလာပေထာညွှန်ကြားမှုဦးစီးဌာနကဒီကနေ့မှအသိပေးထားပါတယ်2025ခုနှစ်မိုးဦးကာလဟာမြန်မာနိုင်ငံအတွင်းကိုအနောက်တောင်မုတ်တုံလေးစတင်ဝင်ရောက်တဲ့နေကနေခြုံနောက်ကုန်အထိဖြစ်တယ်လို့ဆိုပါတယ် အနောက်တောင်မုတ်တုံလေးဟာမြန်မာနိုင်ငံတောင်ပိုင်းဒေသကိုမေလ16ရက်နေ့ကနေ20ရက်နေ့အထွန်းမြဝကျွန်းဘော်ဒေသတွေကိုမေလ23ရက်နေ့ကနေ25ရက်နေ့အထွန်းမြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေကိုမေလ26ရက်နေ့ကနေ31ရက်နေ့အထွန်းမြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေကိုဂျွန်လ3ရက်နေ့ကနေ9ရက်နေ့အထွန်းဝင်ရောက်မယ်လို့သိရပါတယ် ဖင်္ဂလာပင်လယ်အော်မှလေပြင်းနှင့်ရဝန်းသုံးချိန်ဖြစ်ပေါ်နိုင်ပြီးတချိန်မှာတော့ပုံမအားကောင်းလာကောင်းမုန်တိုင်းငယ်အဖြစ်သို့ရောက်ရှိနိုင်ပြီးရွှင်းကာလအတွင်းအနောက်တောင်မုတ်တုံလေးဟာအာအတင်းတင်းခါနေအားကောင်းနိုင်မယ်လို့ဆိုပါအထင် ငွေရွာသွန်းမှုအခြေအနေတွေကအထောရန်ကုန်တိုင်းပဲခူးတိုင်းအေရဝတီတိုင်းမွန်းနဲ့ရခိုင်ပြည်နယ်တွေမှာရွာသွန်းမြန်ထပ်ပေါ်နိုင်ပြီးနေပြည်တော်မန္တလေးတိုင်းမကွေးတိုင်းစကိုင်းတိုင်းတနင်္သာရီတိုင်းကချင်ကယားကရင်ချင်းနယ်ရှမ်းပြည်နယ်တို့မှာရွာသွန်းမြဲခန့်မိုးထချုံရွာနိုင်မယ်လို့သိရပါတယ် မြစ်ရဲအခြေအနေတွေကတော့မိုးကာလာမေးနဲ့ကျွန်းလာထွေးမှောင်းအေယဝတိမြစ်ချင်းသွင်းမြစ်သုတ်ထဝတိမြစ်မြစ်သားမြစ်စစ်တောင်းမြစ်ရွှေချင်းမြစ်ပကိုးမြစ်တန်လွင်မြစ်တောင်ရှင်းမြစ်ငဝုံမြစ်တိုးမြစ်နဲ့ဗီလင်းမြစ်တို့တခြားရှိမြို့တွေမှာမြစ်ရေထွေးဟာလက်ရှိရေမှတ်များအထက်မြင့်တက်လာနိုင်တော်လဲရင်းမြို့တွေရဲ့စိုးရိမ်ရှည်အမှတ်အသီးသီးတို့ရောက်နိုင်ဖွယ်မရှိဘူးလို့လည်းသိရပါသေးရှင်နိုင်ငံတကာသတင်းတပုတ်အနေနဲ့ အစိမ့်မြင့် AI ဒီပညာများအသုံးပြုကလိုအပ်ချက်အတိုင်းမှာယူနိုင်သည့်စိုက်ပျိုးရေးဆက်ပစ္စည်းများအောင်တရုတ်ကုမ္ပဏီများ ထုတ်လုပ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကျပြန့်နယ်ဒေတာတွေ cloud computing တွေ AI ထုတ်လုပ်စင့်မြင့်ဤပညာများကိုတရုတ်မှစိုက်ပျိုးရေးဆက်ပစ္စည်းထုတ်လုပ်မှုမှာပေါင်းစပ်လာပြီးထိရောက်မှုမြင့်တင်ဖို့ရောရှာပုံစံထုတ်လုပ်ဖို့ကမ္ဘာဈေးကွက်သို့ဖြန့်ကျက်တင်ဖို့ဖို့တွန်းအားဖြစ်လာစေပါသည် WTO Group Corporation ဟာ1955ခုနှစ်မှစတင်တည်ထောင်ပြီးဟေနန်ပြည်နယ်လောင်ရမ်းမှဂျုံဌာနချုပ်ဖွင့်ထားကတရုတ်ပြည်ရဲ့စိုက်ပျိုးရေးနဲ့စောင့်နှော်ရေးဆက်ပစ္စည်းထုံးတုံးမှုမှဦးဆောင်နေပါတယ်။ တရုတ်အမျိုးသားဆက်ပစ္စည်းလုပ်ငန်းကော်ပိုရေးရှင်းရဲ့လက်ခွဲလှည့်ဖြစ်ပြီးထွန်ဆက်များရိတ်သိမ်းဆက်များဒီဇိုင်းအင်ဂျင်များနဲ့ပစ္စည်းကရိယာကြီးရဲ့မျိုးမျိုးထုတ်လုပ်မှုမှာ အထူးကျွမ်းကျင်ပါတယ်တရုတ်ပြည်ရဲ့စိုက်ပျိုးရေးဆက်ပစ္စည်းပိုင်းမှာအထူးကပါဝင်နေတဲ့လို့နိုင်ငံတကာမိန့်ဖန်များတင်ပို့မှုများကနေတကောပေါင်းလုံးမှာပေါင်းဖြန့်ကျက်ထားပါတယ်ပြည်တွင်းပြည်ပမှဝယ်ယူသူတွေကရှင်းထိုးနိုင်ငံလိုအပ်ချက်အတိုင်းဆက်ပစ္စည်းများကို စိတ်ကြိုက်ပြင်ဆင်မှာယူနိုင်ပါသည်။ နိုင်ဂျီးရီးယားမှာကိုဆက်လက်ရဖွဲ့ဝင်စာဆိုလာကမှာယူတဲ့ထွန်ဆက်ကသူ့လိုအပ်ချက်အတိုင်းကင်ကြီးခဲ့ပြီးနောက် WTO ရဲ့ထုတ်လုပ်နိုင်စွမ်းကိုချီးကျူးလိုက်ပါတယ်။ယခုနှစ်ပထမ3လအတွင်း WTO ကရင်းတို့ရဲ့ညံရည်သူထုတ်လုပ်ရေးလုပ်ငန်းကိုအလိုက်တင်ပြောင်းလဲနိုင်တဲ့စမတ်ဆက်ယုံအဖြစ်သို့အစင်းမြင့်တင်လိုက်ကတရုတ်ပြည်ရဲ့ပထမဆုံးစံနမူနာပြညံရည်သူဆက်ယုံထွေထဲကတစ်ခုဖြစ်လာပါတယ်။ WTO ကစုစုပေါင်းတာလွန်စွမ်းရှိ20ရာခိုင်နှုန်းကျော်မြင့်တင်လာနိုင်ခါအခုဆိုရင်နှစ်စဉ်ဘိန်းသက်ထွန်ဆက်ကြီး45000ထုတ်လုပ်နိုင်ပြီဖြစ်ပါသည် အလိုက်တင်ထုတ်လုပ်နိုင်စွမ်းတိတိတသာမြင့်တက်လာတာဟာထုတ်ကုန်အမျိုးအစားထွေကိုချိန်ညှိနိုင်စွမ်းရှိတာကြောင့်နဲ့အတုံးလိုက်ထုတ်လုပ်လာကသက်စင်လန်းချောင်းတစ်ခုထဲမှာပစ္စည်းအမျိုးမျိုးဖြစ်ထုတ်လုပ်နိုင်တာကြောင့်လို့ WTO မြင်းကောင်ရှိမြင့်ထွန်ဆက်အပိုင်းမှာလက်ထောင်အထွေထွေမန်နေဂျာကြောက်ချွန်ရန်ကပြောပါသေး တရုတ်ပြည်မှဆန်စပါအထီးကထုတ်လုပ်ရာဟေးလောင်ကျမ်းမှာဆိုရင်စနစ်အမျိုးမျိုးသက်စင်ထားတဲ့ထွန်ဆက်များဖြင့်လဲရထွန်ရက်ချင်းကိုထောက်ပံ့ကူညီနေပါထေလို့တည်ရပါထေရှင်ယခုတင်ဆက်ပေးခဲ့တာကတော့ရန်ကုန်တိုင်းစီရဲ့နေ့စဉ်သတင်းအစီအစဉ်တို့ပဲဖြစ်ပါတယ်။ကြီးစုအောင်ပြီးခဲ့ကြောင်းသူများအားလုံးကိုကျေးဇူးအထူးတင်ရှိပါရရှင်။ကျမကတော့မြန်မိုးထပ်ပါ။